ပေါ်မှာဘရောမမဆိုးဘူးဆုံးဖြတ်ထားတဲ့တခြင်းတပုတ်ကိုပြိသက်တွေရဲ့တောင်းဆိုချက်အရဖျော်ဖြေပေးခဲ့တဲ့ဆိုတော်ဝိုင်းစုခိုင်တဲ့ င်္ဂလာပါပရိသတ်ကြီးရှင်အစိုးရဝိုင်းစုခိုင်တဲ့ဟာပြီးခဲ့တဲ့ရပါရဲ့အတွင်းတုန်းကသူမစင်ပေါ်မှာဘယ်တော့မှမဆိုးဖို့ဆုံးဖြတ်ထားတဲ့တခြင်းတစ်ပုဒ်ကိုပရိသတ်တွေကတောင်းဆိုခဲ့တာကြောင့်သူမဘဝရဲ့နောက်ဆုံးအနေနဲ့ဖြောပြေးပေးသွားခဲ့တာပဲဖြစ်ပါတယ် အဆိုပါတခြင်းဟာသူမဘဝမှာအချက်ဦးဖြစ်ခဲ့ဘူးသူတယောက်အတွက်တည်ဆူထားတဲ့တခြင်းဖြစ်ပြီးအဆိုပါအချက်ဦးနဲ့ကွဲခွာခဲ့ရပြီးနောက်ပိုင်းမှာတော့သူမဘဝအတွက်ရင်နာစရာအကောင်းဆုံးဖြစ်တဲ့ဒီတခြင်းလေးကိုဆင်းမြင့်ထက်မှလုံးဝမဖျော်ဖြေဘူးရဲ့အတွက်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ် ဝိုင်းစုခိုင်တဲ့ရဲ့အခြေရေးကတော့ပြည်သက်တွေအားလုံးအစာအဆုံးသိထားပြီးသားဖြစ်တာကြောင့်မကြခင်လပိုင်းရက်တွင်ဝိုင်းစုရဲ့အခြေဝူသူကတခြားသူတယောက်နဲ့လက်ထပ်တော်မှာဖြစ်တဲ့အတွက်ပြည်သက်တွေကတော့ဝိုင်းစုရဲ့အတွက်စိတ်မကောင်းဖြစ်နေကြရတာလည်းဖြစ်ပါတယ်။ဝိုင်းစုခိုင်တဲ့ဟာဒီတချင်းလေးကိုသူမအခြေရဆုံးဖြစ်ပြီးအခြေဦးလေးဖြစ်ခဲ့ဘူးတဲ့သူနဲ့လူကြီးမိဘတွေကသဘောမတူလို့ကွဲခွာခဲ့ရတဲ့ဖြစ်စဉ်ပေါ်မှာအခြေခံပြီးခံစားချက်အပြည့်နဲ့တီးဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းဟာမိဘတွေစိတ်တိုင်းကြတားလိုက်မှတယောက်အဖြစ်နေခဲ့ပြီးတော့သူမဘက်ကိုတစ်ချက်လေးတောင်လှမ်းမကြည့်ခဲ့တဲ့အခြေအူအပေါ်မှာစိတ်နာနေခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီတစ်ချက်လေးကိုတော့ဆင်မြင့်ထက်မှဘယ်တော့မှမဖျော်ဖြေဖို့အတွက်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းဒီတစ်ချက်လေးကိုကြားလိုက်မယ်ဆိုရင်ဝိုင်းစုခိုင်သိန်းရဲ့ခန်းစားချက်တွေကိုလည်းနားလည်နိုင်မယ်လို့မျှော်လင့်မိတာကြောင့်အခုလိုဖော်ပြတင်ဆက်ပေးလိုက်ပါတယ်ရှင်။ down on I do it Down